ရန်ကုန်တက္ကသိုလ်ကြီးကိုဆေးမတုပ်ရတဲ့နောက်ွယ်ကအကြောင်းရင်းဗီဒီချာတို့တင်ပိုက်ထားတဲ့မြန်မာရှားပါရှီဟောင်းပစ္စည်းများထိုင်းနိုင်ငံရဲ့အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာရွှေတန်ချိန်ပေါင်းဘလောက်အထိပါဝင်နေလဲနီဘောကညံကြီးရှင်တို့ရဲ့ကော်ပုံးရေတကွန်မိချောင်းတွေကဒီလိုအကြောင်းကြောင့်ဆောင်းတွင်းဘက်မှာတေးချင်းအောင်ဆောင်ကြတယ်ဒါကတော့မြန်မာကိုအပြည့်အသက်ကြော်တက်သွားတဲ့ထိုင်းမာလကာသီးစိုက်ပျိုးရေးပဲဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်ကြီးကိုဆေးမတုပ်ရတဲ့နောက်ွယ်ကအကြောင်းရင်း မျက်စိမူးစရာကောင်းလောက်အောင်အယောင်သွေးတွေစုံလင်လှတဲ့မြို့တော်ကြီးမှာရန်ကုန်တက္ကသိုလ်ရဲ့အဓိကဘွယ်နှင်းသဘင်ခန်းမကြီးဟာနှစ်တွေဘလောက်ကြာကြာပြောင်းလဲသွားခြင်းမရှိပဲအဆောင်ဟောင်းကြီးတစ်ခုလိုမျိုးထားထားခြင်းခံရတာကိုပြိတ္တတို့သတိထားမိကြလားဟုတ်ပါတယ်ရန်ကုန်တက္ကသိုလ်ကြီးရဲ့ဘွယ်နှင်းသဘင်ခန်းမကိုစေတုပ်လို့လုံဝမရတဲ့နောက်ကွယ်မှာ၆ချားသွေးပြက်ဖွယ်အကြောင်းရင်းကြီးတစ်ခုရှိပါတယ်မြန်မာလူမျိုးတွေဖြစ်တာကြောင့်လူတိုင်းဒီပါကရှေးရိုးဆွဲပြီးတော့အယူသီးကြပဲပဲဒီနေ့ခေတ်လူငယ်တွေကတော့အဲ့ဒီလိုမျိုးအဆွဲအလန့်နဲ့ဗေဒင်တွေလိုမျိုးကိုယ်ကွယ်ယုံကြည်မှုတွေကိုတိတ်ပြီးတော့ယုံကြည်မရှိပါဘူး ဒါပေမဲ့ရန်ကုန်တက္ကသိုလ်ရဲ့ဘွယ်နှင်းသပင်ခန်းမကြီးကိုတော့စေတုတ်တိုင်းမှာဖြစ်ပျက်ခဲ့တဲ့ကျင်းစာတမိုင်းကြောင်းတွေကိုတော့လက်မခံလို့လုံးဝကိုမရပါဘူး။အဲ့ဒီခန်းမကြီးရဲ့မျက်နှာစာနဲ့အပြင်ဘက်ပိုင်းကိုပြန်လည်ပြင်ဆင်ပြီးစေတုတ်ဖို့လုပ်တိုင်းမှာចောင်းသားနဲ့နိုင်ငံရေးပဏိပက္ခတွေတစ်ခုမဟုတ်တစ်ခုကျင်းတည်ပေါဖြစ်ပျက်ခဲ့ရပါတယ်။ចောင်းသားလူငယ်တွေရဲ့အသက်ပေါင်းများစွာကိုသတိရပြီးသွေးတန်တွှဲွှဲဖြစ်ခဲ့ရတဲ့တမိုင်းကြောင်းရာဇဝင်တွေကြီးပါပဲ။1962လောက်တုန်းကဒီဘွယ်နေသပင်ခမ်းမကြီးရဲ့မျက်နှာစာပိုင်းကိုပထမဦးဆုံးအကြိမ်အနေနဲ့စီးတုပ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီဇွန်လ9ရက်နေ့မှာចောင်းသားအရေးအခင်ကြီးအကြီးအကျယ်ထားဖြစ်ခဲ့တာပါအဲ့ဒီအရေးအခင်ကြောင့်ပဲရန်ကုန်တက္ကသိုလ်ရဲ့တမိုင်းဝင်ចောင်းသားတက်မကရန်ကုန် University Student Union YUSU အဆောက်အဦးကြီးလည်းရရဆက်ဆက်အဖျက်စီးခံခဲ့ရပါတယ်ဒါအပြင်ចောင်းသားလူငယ်လေးတွေအတော်များများလည်းအသက်ပြောက်ကျွေးလွင်ခဲ့ရပါတယ်ဒါကြတော့အလုံးကတိုက်ဆိုင်မှုတစ်ခုလို့သာတတ်မှတ်ပြီးစေတုတ္တာနဲ့ရေခင်းဖြစ်တာဆက်လင်းနေတယ်ဆိုပြီးတော့ဘယ်သူကမှမတွေးမိခဲ့ကြပါဘူး။ ဒါပေမဲ့အဒီလိုနဲ့73နှစ်အကြာ1985ခုနှစ်ကိုအရောင်တက္ကသိုလ်ကြီးရဲ့ဘွယ်နှင်းသပင်ခန်းမရှိမြင့်တဲ့ဇာကိုစီးတုပ်ဖို့အတွက်ထပ်မံအစီအစဉ်ဆွဲကြပါတော့တယ်။ဒါကဘွယ်နှင်းသပင်ပေးအရာခန်းမကြီးဖြစ်တာကြောင့်တစ်တစ်လွင်လွင်ဖြစ်နေကာမအဆင်ပြေမယ်ဆိုပြီးအကျန်းအစီကိုအကောင့်ထဲပေါကအလုံးဝိုင်းဝန်းပြီးတော့စီးတုပ်လိုက်ကြပါတယ်။အရာအပိနောက်နေမှာပဲဥတန့်အေးခင်းကြောင့်ចောင်းသားတွေနဲ့အတူလူတို့အောင်ကြွားမှုကြီးတခုရေရုပ်တဲတဲထပ်မံဖြစ်ပျက်ခဲ့ပြန်ပါတော့တယ်။ ဒါဟာဒုတိယအကြိမ်ဖြစ်သွားပြီးမို့လို့အခြေအနေနှစ်ခုကိုဆက်လျင်းပြီးစဉ်းစားမိတဲ့လူတွေအတော်များများရှိလာပါပြီ။ပထမအကြိမ်ကတော့တိုက်ဆိုင်မှုလို့ပြောလို့ရပေမယ့်ဒုတိယအကြိမ်မှာတော့ဒါဟာတကယ်ကိုပဲစိန်စာတင့်နေတဲ့အမှန်တရားကြီးပဲလားလို့မိကွန်တွေစထုတ်လာကြပါတော့တယ်။ဒါပေမဲ့လည်းနောက်ပိုင်းခေတ်လူငယ်တွေကဒါကိုသိလက်မခံကျင်တာကြောင့်73နှစ်ထက်ကြာပြီး1988ကိုရောက်တဲ့အခါမှာတတိယအကြိမ်အနေနဲ့စိတ်တုပ်ကြပြန်ပါတယ်။အဒီမှာပဲ88ရေကင်းကြီးထားဖြစ်ပြီးတော့ចောင်းသားတွေရဲ့အသက်တွေဟာလည်းကြက်ပြောက်ငှက်ပြောက်ကိုဖြစ်ရပြန်ပါတယ်။ ခုလိုမျိုးတုံးချိန်တိုင်တိုင်အသက်တွေကိုစတဲ့ကခံခဲ့ရပြီးဖြစ်တာကြောင့်တိုက်ဆိုင်မှုပဲဖြစ်ဖြစ်စင်စာမိနေတဲ့ကံတရားပဲဖြစ်ဖြစ်ရောင်လို့တောင်မှသွားပြီးတော့မဆန်းသက်တဲ့တဲ့အထဲမှာဒီဘွယ်နှင်းသပင်ခမ်းမကြီးကိုဆေးတုပ်တဲ့အစီအစဉ်ကရှေ့ဆုံးကနေပါဝင်သွားပါတယ်။ကံတရားတွေဘေးရင်တွေကိုမယုံကြည်တဲ့လူငယ်တွေတောင်မှအခုဆိုရင်ဒါကိုတကယ်လက်ခံသွားကြပြီးတော့ဘွယ်နှင်းသပင်ခမ်းမကြီးရဲ့အရှိမင်းနဲ့ဇာကိုဆေးတုပ်ဖို့အတွက်လုံးဝကိုမစင်စားကြတော့ပဲကြံနေတဲ့တက္ကသိုလ်ဝင်းတွေကအဆောက်အုံတွေကိုပဲစိတ်ကြိုက်ဆေးချေဆေးတုပ်ကြပါတော့တယ်။ ဒါဆိုရင်အခုအချိန်မှာသာအဲ့ဒီဘွယ်နှင်းသပင်ခမ်းမကြီးကိုစီးသွားတုတ်လိုက်မယ်ဆိုရင်ရောဘာတွေထပ်ပစ်လာနိုင်မယ်လို့ပြည်သက်တို့တွေးမိကြပါသလဲ။ဒကုကလေးကမှမတည်ငြိမ်တဲ့နိုင်ငံရေးတွေကြောင့်အလုံးလဲဒုက္ခရောက်နေရတဲ့အချိန်အဒီလိုမျိုးဖြစ်ရဆိုးကြီးကသာထပ်မံရောက်ရှိလာမယ်ဆိုရင်ဘာတွေများဖြစ်ကုန်ကြမယ်လို့တွေးမိကြပါသလဲ။ comment မှာအပြင်းပြေဆွေးနွေးခဲ့ကြပါအောင်။ထိုင်းနိုင်ငံရဲ့အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာရွှေတံချိန်ပေါင်းဘလောက်အထိပါဝင်နေလဲ။ထိုင်းဆိုတာကဒုတိယမြန်မာနိုင်ငံလို့ပြောရမလို့ပါပဲ။ တကြံရိုးရာကားဆလုံးတခြားသောအမွေအနှစ်နဲ့ရိုးရာဒလိတွေကိုမြမာစီကနေမတိမတာခိုးယူနေကြတယ်။ထိုင်းမသားတွေကအခုဆိုရင်တနည်းထက်တနည်းအတော်ကိုဆွလာပါပြီ။တခါတလေမှာဆိုရင်ဒါကထိုင်းနိုင်ငံလားမြန်မာနိုင်ငံလားလို့တောင်မှပြန်ပြီးတော့မှမင်းနေရမယ့်အခြေအနေမှာရှိပါတယ်။ဈေးဆိုင်နဲ့ကြော်ညာဆိုင်ပုတ်တွေမှာဆိုရင်လည်းမပီကလာပီကလာမြမာစာတန်းတွေတောင်မှကတ်ထားကြပါသေးတယ်။ဒါပေမဲ့လည်းအစိုးရကအကောင်းကဘာလဲဆိုရင်တော့တရားဝါဒဗုဒ္ဓဘာသာထိုင်းနိုင်ငံမှာထွန်းကားနေတာပါပဲ။ အခုလိုမျိုးတာသနာပြန်ပွားပြီးထိုင်းလူမျိုးတွေကိုယ်တိုင်ကလည်းဗုဒ္ဓဆင်းသူတော်ရုပ်ပွားတော်မြတ်ကြီးတွေကိုတိဆောက်ကန်းကိုကိုွယ်ယုံကြည်နေတာကိုကကြည်နူးစရာလေးတည်းဖြစ်လို့နေပါပြီ။ထိုင်းနိုင်ငံမှာကိုကိုွယ်ထားတဲ့ဗုဒ္ဓရုပ်ပွားတော်မြတ်တွေဟာဆိုရင်ရွှေတန်ချိန်ပေါင်းအတော်များများကိုတုံးဆဲပြီးတော့စနစ်တကျလှုပ်ထားတာဖြစ်ပါတယ်။အရွယ်အစားအနေနဲ့ဆိုရင်လည်းခတိတိလီကနေစပြီးအခုမြင်နေရတယ်လို့မျိုးတနိုင်ငံလုံးမှာအကြီးမားဆုံးရုပ်ပွားဆင်းသူတော်မြတ်ကြီးအရွယ်အစားအထိကိုတော်တော်လေးစုံလင်လာပါတယ်။ ဒါပေမဲ့လည်းသူတို့ကပုံမှန်အတိုင်း100မှ90ရာခိုင်နှုန်းလောက်ကတော့အတွင်းသားကိုစီးတွေကြေးတွေနဲ့ပုံဖော်ပြီးတော့ရွှေဆိုင်ချတာကြတာပါ။ဖျားပေါ်ကိုလာရောက်ဖူးမြော့ကြတဲ့ Etheria ဆိုရင်လည်းအမြဲတမ်းလိုလိုရွှေဆိုင်အချက်ပြားလေးတွေဝယ်ပြီးတော့စင်တူတော်တွေမှာကတ်လူလေးရှိပါတယ်။ဒါပေမဲ့အခုပြောပြပေးမှာကတော့ထိုင်းနိုင်ငံကအကြီးဆုံးဖြစ်တဲ့ဗုဒ္ဓရုပ်ပွားစင်တူတော်မြတ်ကြီးဟာရွှေဆိုင်ချထားရုံတသက်မဟုတ်ပဲစံတော်ဖျားရဲ့ထိတ်နာကားဆလုံးအောက်ခြေခြေချောင်းတော်တွေအထိအဆုံးရွှေအစစ်တွေနဲ့အသုံးပြုထားပြီးတော့ထုလုပ်ထားတဲ့ဆိုတဲ့အကြောင်းပါပဲ။ ဒါနဲ့ပတ်သက်လို့လူအတော်များများကသိကျင်နေကြတာကတော့ရွှေတန်းချိန်ဘလောက်အထိပါဝင်နေသလဲဆိုတဲ့လျှို့ဝှက်ချက်ပါဒီစင်တုတော်ကြီးမှာဆိုရင်ရွှေအစ်စ်တန်းချိန်ပေါင်း9တသမ5တန်အထိကိုပါဝင်နေပါတယ် Great Buddha of Thailand လို့ခေါ်ဝါကြပြီးအန်တွန်ကဝမ်မန်တမ်ပယ်မှာတည်ရှိတာပါတော်တော်လေးကိုလည်းကြီးညိုစရာကောင်းပြီးတော့တပ်ပယ်လွန်ပါတယ်ထိုင်းနိုင်ငံသားတွေရဲ့ဘာသာသာသနာရေးကိုင်ဆိုင်မှုကိုလည်းဒီနေရာမှာကွက်ကွက်ကွင်းကွင်းနဲ့ကိုမြင်တွေ့ကြရမှာပါဒါကြောင့်မလို့ပြိတ္တကြီးတို့လည်းထောက်ကိုင်းမြေကိုအလေရောက်ဖြစ်တဲ့အခါမှာဒီဆင်းနုတော်ကြီးတရှိရာကိုသွားပြီးတော့ဖူးမြော်ခဲ့ဖို့မမေ့ပါနဲ့တော့ ဖူးမြော်တဲ့သူတွေရှိတယ်ဆိုရင်လည်းအဲ့ဒီနာတဝိုက်ကဘာသာသာသနာယဉ်ကျေးမှုအတွေ့အကြုံနဲ့ပဝင်းကျင်ဖြစ်တည်မှုလေးတွေကိုအားလုံးသိအောင်လို့ပြန်ပြီးတော့မျှဝေပေးခဲ့ပါအောင်ခင်ဗျာဗီဒီချာတို့တင်ပိုက်ထားတဲ့မြန်မာရှားပါရှီဟောင်းပစ္စည်းများတချိန်ကကိုရီပိုင်ဆိုင်ခဲ့တဲ့မြန်မာရှီဟောင်းအမွေအနှစ်ပစ္စည်းတွေကိုအခုဆိုရင်သူများရဲ့နိုင်ငံမှာတွားရောက်ကြည့်ရှုနေရတာကနည်းနည်းလေးတော့ရင်နာစရာကောင်းပါတယ်လန်ဒန်မြို့မှာတည်ရှိတဲ့ Victoria and Albert Museum ကြီးထဲမှာအခုလိုမျိုးရွှေအတိချထားတဲ့မြန်မာရှီဟောင်းပစ္စည်း၃မျိုးကိုမြဝါထင်ထင်နဲ့တွေ့မြင်နိုင်မှာပါ ဒါရီကိုကြည်ချင်းအပြင်ဘာဆက်လုပ်ရမလဲဆိုတာကိုအတွေးလေးတစ်ချက်တော့ဝင်သွားစီမှာအမှန်ပါပဲပထမဦးဆုံးတစ်မျိုးကတော့1885မှာဗီဒီချနေချယ်ရီမြမကိုလဝက်ကြီးအုပ်တိမ့်ပိုက်ခဲစဉ်အခါကရှီတကုံဖျားရဲ့အောက်ခြေအနားကရရှိခဲ့တာလို့ပြောပါတယ်ခမန်းချက်အရဆိုရင်တော့ဆရာတော်ကြီးတပားရဲ့အယိုးပြာကိုထာပနာပြီးတော့မှရွှေအစ်စ်နဲ့ဇီဒီတည့်ထားတာပါအဲ့ဒါကိုတော့အခုလက်ရှိမှာထိမ့်သိမ်းထားတဲ့ဆိုတဲ့အမိကန်နဲ့သူတို့ကအပိုင်တိမ့်ထားလိုက်တာပဲဖြစ်ပါတယ်တမိုင်းအကြောင်းအပြည့်အစုံကိုတော့အောက်မှာတေချာလေးရေးပြထားပါတယ် နောက်တစ်ခုကတော့မွန်ပြင်မရှင်စောပုရဲ့အုတ်ထုတ်ဓမ္မမောင်ဥဆောင်ပဲဖြစ်ပါတယ်။သူတို့ကတော့ရှင်စောပုရဲ့လိုအတိအကျမပြောထားပေမယ့်မွန်ပြင်မဆိုကတဲ့ကရှင်စောပုဖြစ်နိုင်ကြတော့များပါတယ်။ဒါကုန်1380ကျော်လောက်ကတဲ့ကစတင်ပြီးတော့လေဝကြီးအုပ်ပြီးတော့တိမ့်ပိုက်ခဲ့တာပါ။ဒါဟာလည်းအစ်စ်ဖြစ်တဲ့အပြင်အနာကွန်မှာလည်းလှပစွာစီကြီးခြေတားထားတဲ့ယတနာတွေကိုလည်းတွေ့မြင်ရမှာပါ။နောက်ဆုံးတစ်ခုကတော့တတော်လေးကိုလှပတဲ့အပြင်တံမိုးကလည်းအတော်လေးကိုကြီးမားနေတာပါ။ဒီဘောမင်းစီကနေရထားတဲ့ရွှေတန်ချိန်အတိနဲ့ပုံဖော်ထားတဲ့ရွှေဟင်းသာကြီးပဲဖြစ်ပါတယ်။ ဒါကလက်ကောင်းစီတဲ့အဆောင်တစ်ခုပြည်သလုံးရှေးခေတ်တုန်းကတော့တကယ်ကိုနမူနာဆံပြရုပ်ထုတစ်မျိုးတည်းမှပါဝင်ပါတယ်။ဒါကလည်း1885မှာကိုလိုနီတွေသိမ်းပိုက်ခဲ့တာဖြစ်ပြီးထူးခြားချက်ကတော့ဒီရွှေရင်သာကုန်1964အရောက်မှာမြန်မာပြည်ကိုပြန်လည်ပေးရခဲ့ပါတယ်။ဒါပေမဲ့အခုလိုပြတိုက်ထဲမှာထိမ့်သိမ်းထားတာဟာဆိုရင်ပုံမတန်မိုးရှိတယ်ဆိုတဲ့ခံယူချက်တွေနဲ့ပဲအဲ့ဒီလန်ဒန်မြို့က Victoria and Albert ပြတိုက်မှာပဲပြန်လည်ထားထားစီခဲ့တာပါ။ ဒီပစ္စည်းလေး၃ခုကိုကြည့်လိုက်တိုင်းတချင်ကမြန်မာနိုင်ငံမှာဘလောက်တောင်မှတင်ရန်စာတာနဲ့ရွှေတွေငွေတွေပေါများခဲ့တယ်လဲဆိုတာကိုအခုလိုမျိုးမျက်ဝါးထင်ထင်ပြန်လည်အသိဝင်စေပါတယ်။ပြည်သက်တို့ရောဘလို့များတွေးမိကြပါသလဲ။ထိမ့်သိမ့်တယ်လို့ခေါင်းစဉ်တက်ပြီးသူများနိုင်ငံပိုင်ပစ္စည်းကိုမတရားရယူထားတဲ့အခုလိုဖြစ်ရတွေနဲ့ပတ်သက်လို့ပြည်သက်တို့ဘလို့ထင်မြင်မိကြသလဲဆိုတာကိုလည်း comment မှာဆွေးနွေးပေးသွားကြပါဦး။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။ညီပေါကညာကြီးရှင်တို့ရဲ့ကော်ပုံးရေတကွန် ါကယုတ်တရက်ကြည့်လိုက်ရင်တော့ပေါ်တော်တော်လှုပ်ထားတဲ့တီထွင်မှုလို့ထင်ကြပါလိမ့်မယ်။တကယ်တမ်းတော့ဒါဟာအဲ့ဒီဒေသမှာရှိတဲ့လူတွေအလုံးရဲ့အသက်သွေးကြောကြီးဖြစ်နေပါတယ်။ဟုတ်ပါတယ်။ဒီပေါ်ရဲ့ကုန်းမြင့်ပိုင်းဒေသတွေမှာနေထိုင်ကြတဲ့လူတွေဟာဆိုရင်ရေရှားပမှုအခက်အခဲပြဿနာတွေကိုရင်ဆိုင်နေကြရပါတယ်။သူတို့ကမြန်မာတဲ့တောင်တန်းကြီးတွေကနေတဆင်းရေတွေကိုတည်ယူကြရတာမို့လို့ကြီးမားပြီးရှည်လျားတဲ့ပိုက်လိုင်းကြီးတွေကိုအသုံးပြုမှသာလျှင်လွယ်လွယ်ကူကူချွတ်ချွတ်မွေ့မွေ့နဲ့အောင်မြင်နိုင်မှာပါ ဒါပေမဲ့လည်းအပွင့်လင်းဆုံးပြောရရင်အဲ့ဒီဒေတာလေးတွေမှာကဝေကြီးချမ်းသာမှုလည်းမရှိတဲ့အပြင်ပစ္စည်းတွေကလည်းအလွန်နှဲငယ်ရှားပါလွန်းတာကြောင့်သူတို့ကအခြေအနေနဲ့ကန့်ညီစေမဲ့နီလန်းလေးတစ်ခုကိုဒီလိုမျိုးတီထွင်ဖန်တီးပစ်လိုက်ပါတယ်။ဘာလဲဆိုရင်တော့အပြာရောင်ကော်ရီဘုံအဟောင်းဒါမှမဟုတ်စီပိုင်းတွေကိုအလဲကနေဖျက်တော့ပစ်လိုက်ပါတယ်။ပြီးပြီဆိုရင်တော့ဒီမှာမြင်နေရသလုံးတစ်ခုနဲ့တစ်ခုအလေးအလတ်နေရာမရှိအောင်လို့ဆက်သွယ်ပြီးတော့ရရှိလာမဲ့ရေတွေကိုရေတချောက်ပုံစံလေးဖြစ်အောင်လို့ပြုလုပ်ပြီးတော့တုံးဆွဲကြတာပါ။ဒီနီလန်းလေးကတော်တော်လေးကိုအတုံးဝင်တယ်လို့ပြောလို့ရပါတယ်။ တံမိုးကြီးပစ္စည်းတွေနဲ့တက်ဆင်ကားတွေလည်းဘာဆိုဘာမှကိုမကုံမဲနဲ့လွယ်လွယ်ကူကူရိုးရိုးရှိရှိတံမော်ကရေတွေကိုအောက်ဘက်ပိုင်းမှာတေးချာလေးခံယူသုံးဆွဲလို့ရစီဖို့အတွက်ပြုလုပ်ပေးထားတဲ့ပုံစံလေးပါပဲအခုဆိုရင်ဒါလေးကနီပေါနိုင်ငံရဲ့နာမည်ကြီးနေရာလေးတစ်ခုတောင်မှဖြစ်လို့နေပါပြီဒါလေးကိုလာကြည့်ကြပြီးတော့တခြားသောနေရာဒေသအတော်များများမှလည်းအတူယူနေကြပါပြီတကယ်ကိုအဆင်ပြေလုံးလုံးကဲတင်ရှင်ရေတခြားလို့တောင်မှနာမည်ပြောင်းတဲ့ခေါ်ဝေါ်ကြပါသေးတယ် ရေလေးတွေကလည်းတနန်ချင်းချင်းနဲ့အောက်ကိုကျဆင်းလာတဲ့အပြင်အမြင်မပြတ်ရေဒဂွန်လိုမျိုးကျဆင်းနေတာကြောင့်မလို့အချိန်တိုင်းမှာလုံးတလုံးအသုံးပြလို့ရစေပါတယ်။ဒါပေမဲ့လည်းစိုးကျိုးတစ်ချက်ကတော့အခုလိုမျိုးကော်စီပိုင်းတွေဟာရေတွေနေစဉ်ဖြတ်တန်းသွားလာတာကိုခံနေရတဲ့အတွက်အချိန်ကြာလာတာနဲ့အမျှရေကြီးတွေလည်းတက်ကုန်ပါလိမ့်မယ်။အဒီလိုအခါမျိုးမှာဆိုရင်တော့ရေကအမှုံအမွားတွေနဲ့တောက်တုံးလို့အသုံးပြလို့မရတော့ဘူးဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မလို့သူတို့ဟာဆိုရင်လေအခုလိုမျိုးရေပိုက်လိုင်းလေးတွေကိုတလမှတစ်ခါနှစ်ခါလောက်တော့သတိထားပြီးတော့တန်ရှင်းရေးလုပ်ကြပါတယ်။ ရိသက်တို့ရောအခုလိုရိုးရှင်းတဲ့အိုင်ဒီယာလေးနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်ယူဆမိကြသလဲဆိုတာပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာပြောပြပေးခဲ့ကြပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်မိချောင်းတွေကဒီလိုအကြောင်းကြောင့်စောင်းနှင်းပတ်မှာတည်ကြည်အောင်ဆောင်ကြတယ်မြန်မာနိုင်ငံမှာတော့ဓာမျိုးတွေ့ရမှာမဟုတ်ပေမယ့်နှင်းတွေကြပြီးတော့အိခဲလုံးနဲ့ရေခဲတောင်ရေခဲမြေရှိရာဒေသတွေမှာမိချောင်းတွေတည်ကျင်းအောင်ဆောင်နေတဲ့ပုံစံမျိုးကိုမကြာခဏတွေ့ရမှာပါ အထူးသဖြင့်ကတော့စောင်းနှင်းဘက်တွေမှာဓာမျိုးကပိုပြီးတော့အဖြစ်များပါတယ်။ဒီလူဟာဆိုရင်လေမိချောင်းကြီးတကောင်ရေခဲမြစ်ထဲမှာညက်ပြီးတော့တင်းနေတယ်လို့ထင်သွားတဲ့အတွက်အဲ့ဒီမိချောင်းကိုရေကုန်ဆုတ်ခါပေါင်ကိုဈေးကွက်မှာရောင်းချပြီးပတ်စံတွေအများကြီးပိုင်ဆိုင်ရောက်တော့မယ်လို့သူကတွေးလိုက်ပါတယ်။ဒါကြောင့်ပဲသူကအခုလိုမျိုးဘေးနားကရေခဲပြင်တွေကိုတူနဲ့ထုပြီးတော့ခွဲလိုက်ပါတယ်။ဒါပေမဲ့လို့အရာကရွှေတွင်းတူတာမဟုတ်ပဲနဲ့တေတွင်းတူနေတယ်ဆိုတာကိုသူမသိသေးပါဘူး။မိချောင်းတွေကညနေညနေအရန်များပါတယ် ငငယ်ကပုံမြင်တွေထဲမှာဖတ်ဖူးခဲ့တယ်လို့ပဲလူတွေကိုရေးလေကောင်အထိတစ်တုံးရောက်ဆောင်ပြီးတော့မြှောက်ခေါ်သွားကကိုက်ဖြတ်စားတော့ပြစ်တဲ့ကြတဲ့တရဝါဇိုးတွေပါသူတို့ကဟန်ဆောင်ရမှာအရန်ကိုတော်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မမိသေးပါဘူးကျွန်တော်ကတော့သူမကိုချစ်ရတဲ့အမုန်းစကားပြောပြီးတော့အနစ်နာခံကလမ်းခွဲခဲ့တာပါအကြောင်းရင်းကတော့ကျွန်တော်မိမကကျွန်တော်သူမနဲ့ရီးစားဖြစ်နေတာကိုလက်မခံလို့ပါပဲစက်ပြောရရင်ဒီမိချောင်းတွေကပြပြီးရီးရီးနဲ့တေးချင်အောင်ဆောင်နေတဲ့နောက်ွယ်မှာအကြောင်းရင်းတစ်ချက်ရှိနေပါတယ် ဒီတစ်ခါမှာတော့သူတို့ရဲ့ဟန်ဆောင်ခြင်းဟာသူတို့အသက်ကိုသူတို့ကယ်တင်ဖို့အတွက်ပဲဖြစ်ပါတယ်။ဆောင်းရင်းဘက်ကိုရောက်လို့အရန်အီခဲလာပြီးဆိုတာနဲ့မိချောင်းတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစိပ်ပိုင်းတစ်ခုချင်းစီတိုင်းဟာဆိုရင်ကောင်းကောင်းမွန်မွန်အလုံးမလုံးနိုင်တော့ပါဘူး။ဟုတ်ပါတယ်မိချောင်းတွေကသွေးရည်တံတားတွေဖြစ်တာကြောင့်မလို့ခန္ဓာကိုယ်ရဲ့သွေးလေပတ်မှုနဲ့အစာချေစနစ်တွေဟာဆောင်းရင်းဘက်ကိုရောက်တဲ့အခါမှာသူ့အလိုလိုနှိကွေးသွားကြပါတယ်။အဒီအခါမှာဆိုရင်အင်အားတွေကလည်းပုံမှန်လောက်ကိုအများကြီးထုတ်သုံးနိုင်စွမ်းလုံးဝမရှိကြတော့ပါဘူး။ ဒီဆောင်တွင်တွင်လုံးမှာသူတို့ရဲ့အားတွေကိုချွေတာပြီးတော့တုံးဆွဲလို့ရစီဖို့အတွက်တစ်စက္ကန့်ကို၅ချိန်လောက်ပဲနှလုံးခုန်အောင်လို့လှုပ်လိုက်ကြပါတယ်။လူတွေကသွေးနှေးသတ္တဝါတွေဖြစ်တဲ့အတွက်ချမ်းလာရင်ဆောင်ကိုခေါင်းမူချုံပြီးတော့ခေါင်းလေးပဲဖော်ထားကြသလုံးဒီမိချောင်းတွေကတော့သွေးအေးသတ္တဝါဖြစ်တာနဲ့အညီအခုလိုရေခဲရေတဲကိုဝင်ပြီးတော့နှာခေါင်းလေးပဲဖော်ထားကြတာပါ။အဲ့ဒီလိုမျိုးစောင်းရင်တွင်လုံးစွမ်းအင်တွေကိုခြေတာပြီးတော့နေလိုက်တာဟာဆိုရင်ဒီမှာမြင်ရတဲ့လိုမျိုးရေခဲပြင်ကြီးတွေကြားတဲ့အိတ်ခဲပြီးတော့ညက်သွားတဲ့အထိပါပဲ ရာသီကူးပြောင်းပြီးအနှွေးဓာတ်ပြန်လည်ရရှိလာတဲ့အခါကျမှဒါလင်းသူတို့ကအဲ့ဒီရေကန်တွေကနေအပြင်ဘက်ကိုထွက်ပြီးပုံမှန်အတိုင်းပြန်လည်ရှင်သန်ကြတာပါ။ဒါကြောင့်မလို့ဆောင်းနှင်းဘာဟာဆိုရင်တော့မိချောင်းတွေအားနေနေတဲ့အချိန်ကာလလို့ပြောလို့ရပါတယ်။ပရိသတ်ကြီးတို့ရောဒါနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြသလဲနော်။ comment မှာဆွေးနွေးပေးခဲ့ကြပါအောင်။ဒါကတော့မြန်မာကိုအပြည့်အသက်ကြော်တက်သွားတဲ့ထိုင်းမလကာသီစိုက်ပျိုးရေးပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့စီးပွားရေးဈေးကွက်က20ရာစုနောက်ပိုင်းမှာပုံမကြီးထွားလာပြီးအဲ့ဒီဒဲကမလကာသီစိုက်ပျိုးရေးဟာပြောစမှတ်တွင်တဲ့အထီးကိုလုံးဝကိုထူးခြားလို့နေပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာမလကာပင်တွေကိုရေအိုရေလောင်းတာမျိုးမဟုတ်ဘဲနဲ့ရေမြောင်းတွေတူးပြီးတော့စိုက်ပျိုးကြလို့ပဲဖြစ်ပါတယ်။ဒီနီလန်ကိုတော့ထိုင်းနိုင်ငံရဲ့အလဲပိုင်းဒေသတွေမှာအထူးကထားပြီးတော့အသုံးပြုကြတာပါ။ဒီလိုလောက်ရတာကရေကိုလိုအပ်သလောက်ရရှိစေပြီးတိနံတွေကိုလည်းပုံမကောင်းမွန်အောင်လို့ကူညီပေးပါတယ်။ ပထမအဆင့်မှာလေသမားတွေကလေကွင်းတွေကိုအကွက်လိုက်ခွဲပြီးတော့အနက်တဘေကန်းရှိတဲ့ရေမြောင်းငယ်လေးတွေကိုတူးရပါတယ်။ပြီးတော့မလကာပြိုးပင်လေးတွေကိုရေမြောင်းဘေးကမြေကွက်လက်လေးတွေမှာစိုက်ပြိုးရပါတယ်။ဒီလိုစိုက်ပြိုးပြီးတဲ့နောက်မှာတော့ဒုတိယအဆင့်ဖြစ်တဲ့ရေသွင်းခြင်းကိုစတင်ပါတယ်။စိုက်ပြိုးရေးသမားတွေကရေမြောင်းတဲကိုမြေချောင်းတွေဒါမှမဟုတ်ရေတွင်းတဲကရေတွေကိုအဆက်မပြတ်ဖြည့်ပေးရပါတယ်။ရေမြောင်းတွေထဲမှာရေအမြဲပြည့်နေတဲ့အတွက်မလကာပင်ရဲ့အမြင့်တွေဟာရေနဲ့အာဟာရဓာတ်ကိုလိုအပ်သလောက်အချိန်မရွေးဆုပ်ယူနိုင်ပါတယ်။ ဒါကြောင့်အပင်တွေဟာရာသီဥတုဘလောက်ပဲခြောက်သွေ့နေပါစေလမ်းဆန်းပြီးတော့အသီးတွေလည်းပုံမှုများပြားစွာတည်ပါတယ်။ဒါတွေမကသေးပဲဓာမြေဩဇာရီကိုလည်းအမြင့်တိုက်ရိုက်မကြွေးပဲရေမြောင်းတဲကိုပဲချလိုက်ပါတယ်။ဒါကြောင့်နေတိုင်းပေါ်ပေါ်တည်တည်ရနေတဲ့အာဟာရရည်တွေကနေတစင်အပင်တွေဟာကောင်းကောင်းဖွံ့ဖြိုးပြီးအခုလိုလက်မောင်းလုံးလောက်ရှိတဲ့မလကာသီးကြီးတွေဖြစ်ထွန်းလာပါတော့တယ်။တီးနံရိတ်သိမ်းခြင်းကိုလည်းဒီရေမြောင်းတွေကနေပဲလှေအစင်းစင်းနဲ့တည်ယူပြီးတော့ဈေးကွက်ထဲအထိကိုတင်ပို့ရောင်းချကြပါတယ်။ မျက်နှာလောက်ရှိတဲ့အလုံးလလမလကာဒီကြီးတွေကိုတော့နိုင်ငံတကာအဆင့်အထိရောက်ရှိအောင်လို့ကြိုးပမ်းကြပါတယ်။ပြီးတွင်းမှာလည်းမလကာဒီကိုဘတ်20အထိသာအလွန်ဆုံးဈေးတင်ရောင်းချပြီးပြည်သူတွေကိုတတတတနဲ့စားသုံးနိုင်အောင်လို့ဖြန့်ချီပေးပါတယ်။မြန်မာနိုင်ငံမှာဆိုရင်ဒီလိုရုတ်ထွက်လာတဲ့မလကာဒီမျိုးက3000လောက်အထိကိုတန်ကြီးရှိမယ်လို့ထင်ပါတယ်။ဒါကြောင့်ရှီမြန်မာတွေလည်းသူများနောက်ကောက်ကြံမနေအောင်လို့အမိလိုက်ပြီးတော့မလကာဆိုင်ပြိုးရေးကိုလူတိုင်းလိုက်လုံနိုင်အောင်လို့ဗီဒီယိုလေးကိုဝိုင်းရှယ်ပေးခဲ့ကြပါအောင်ခင်ဗျာ။ ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတယ်ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာလည်းအခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုချပွေတင်ဆက်ရင်းနဲ့ပရိသတ်တို့စီကိုအများဆုံးပြန်လာခဲ့ပါမယ်ခင်ဗျာ